မင်္ဂလာပါရှင်ဆန်နှုံးပိတ်ကနေပြန်လဲကြွဆွလိုက်ပါလဲရှင်အမေမွေးထားတဲ့မျက်နှာကိုမကြိုက်လို့တိမ်တောင်းချီကုန်ခံကမျက်နှာခွဲစိတ်ပြုပြင်တော့မယ့်အနေဆန်ဒီနေ့ပြောပြမယ့်အကြောင်းအရာကတော့တော်တော်လေးကိုပါစပ်ဟောင်းတာဖြစ်သွားစေမယ့်တည်တင်တစ်ခုပါအဲ့ဒါကတော့တိမ်တောင်းကြော်ကုန်ခံကမျက်နှာကိုအကြီးစားပြုပြင်ပြောင်းလဲတော့မယ့်အနေဆန်ရဲ့တည်တင်ပါလွန်ခဲ့တော့လပိုင်းလေးမှာတင်ပဲနေဆန်တယောက်3900ကုန်ခံပြီးနှာခေါင်းကိုသတုထအချိန်မြောက်ပြင်ဆင်တဲ့ကိစ္စက တော်လေးကိုလှုပ်ခဲ့တော့ခဲ့ပါတယ်။သူရဲ့မျက်နှာတက်ကိုမြင်ပြီးတော့မိဘူးမျက်နှာကြီးဖြစ်သွားပြီးဆီယံဝန်မျက်နှာနဲ့တူနေပြီးဆိုပြီးတော့ဝေဖန်မှုတွေအများကြီးထွက်ပေါ်လာခဲ့တာအလုံးလဲတွေ့ကြမှာပါ။ဒါပေမဲ့နေဆန်းကတော့အဲဝေဖန်မှုတွေကိုလုံးဝအကယူမဆိုင်ခဲ့ပါဘူး။သူမျက်နှာတက်ကိုသူအရန်တဘောကြတယ်လို့တောင်းပွပွလင်းလင်းပြောခဲ့ပါသေးတယ်။ အခုအဲ့ဒီ3900ကိစ္စတောင်မပြီးသေးဘူးနေဆန်းတယောက်နောက်ထပ်အကြီးစားပလန်တစ်ခုကိုရှာပြလိုက်ပြန်ပါပြီဒီတစ်ခေါက်ကတော့နှာခေါင်းတို့မေးစေးတို့လောက်မဟုတ်တော့ပါဘူးဒီကောလုံးအတိအကျပြောရရင်မျက်နှာတစ်ခုလုံးကိုအကြီးစားခွဲစိတ်ပြုပြင်မှုလုပ်တော့မှာဖြစ်ပါတယ်တူလို့ရှင်တဲ့ပုံစံကမိန်ကလေးစစ်စစ်တယောက်ရဲ့မျက်နှာပုံစံပါမေမွေးထားတဲ့မျက်နှာကိုလုံးဝဆွန့်လွှတ်ပြီးမျက်နှာတက်တစ်ခုကိုတိဆောက်တော်မှာပါဒီခွဲစိတ်မှုကမျက်နှာတစ်ခုတည်းတင်မဟုတ်ပဲ သူ့ရဲ့လက်မောင်းကအစီတွေကိုပါတခါတည်းခွဲထုတ်သွားမယ်လို့သိရပါဗျ။အစကတော့ဒီခွဲစိတ်မှုကိုကိုရီးယားနိုင်ငံမှာတွားလုပ်ဖို့အစီအစဉ်ထားပေမဲ့အခုတော့ထိုင်းနိုင်ငံဘန်ကောက်မြို့မှာပဲပြုလုပ်သွားဖို့ဆုံးဖြတ်လိုက်တယ်လို့ဆိုပါဗျ။အလုံးစိတ်ဝင်စားနေကြမဲ့ကုန်ကြစေကဘယ်လောက်လဲဆိုတော့အရင်တစ်ခေါက်က3900ဆိုတာတောင်ကျွန်တော်တို့အံ့ဩခဲ့ကြရတာပါ။ဒီတစ်ခါမျက်နှာတစ်ခုလုံးပြုပြင်မှန်စရိတ်ကတော့ငွေ3000ရှိ3000တောင်းနဲ့ရှိကုန်ကြမှာဖြစ်ပါတယ်။ဟုတ်ပါတယ် တရိယာကနန်းထောင်ကနန်းမဟုတ်တော့ပါဘူးတိန်တောင်းရှိပါဒါကတော်ယုံတန်ယုံလူရဲ့တဘဝစာချဖွင့်နိုင်တဲ့ပမာဏထက်အစာပေါင်းများစွာများပြတဲ့ငွေကြေးပမာဏပါဒါပေမဲ့ငွေရေးကြေးရက်ထက်ပိုပြီးစိုးရိမ်စရာကောင်းတာရှိပါသေးတယ်အဲ့ဒါကတော့အတေအန်တရေပါဒါဟာရွရွဖတာထိုးတာနှာခေါင်းတံဖော်ကမဟုတ်ပဲနဲ့မျက်နှာရိုးဖွဲ့စည်းပုံတွေကအစာပြောင်းလဲရမယ်အကြီးစားခွက်စိတ်မှုကြီး major sars သေးဖြစ်ပါတယ်ခွက်စိတ်မှုအချိန်ကြာကြီးပေးရမှဖြစ်တယ်လို့ ခန္ဓာရည်မရှိရင်ဒါမှမဟုတ်ကန်ဆိုးစောနဲ့တစ်ခုခုမှားယွင်းခဲ့ရင်အစ်စ်အန်တရေကိုပါထိခိုက်နိုင်ပါတယ်ဒါကအရန်ကိုမှအများပြတဲ့စွန်စားမှုတစ်ခုပါနေဆိုင်ကိုယ်တိုင်တောင်မှဒီခွဲစိတ်မှုကြီးအတွက်အရန်စိတ်လှုပ်ရှားနေတယ်လို့ဖွင့်ဟထားပါတယ်ဒါပေမဲ့သူလိုချင်တဲ့မင်းကလေးဘဝကိုအပြည့်အဝရရှိဖို့အတွက်နေဆိုင်ကတော့ဒီအန်တရေကိုရင်ဆိုင်ဖို့အသင့်ဖြစ်နေပုံပါပဲသူကတော့သူ့ရဲ့ဆုံးဖြတ်ချက်တိုင်းရှစ်ဆက်ပြီးတော့စွန်စားမှဖြစ်ကြောင်းပြောထားပါတယ်သူ့ရဲ့ပြိတ္တတွေနဲ့အလုံးမကွန်ရဲ့၃၀တူတွေကတော့ ဒီတဲ့င်းကိုကြားပြီးတော့တော်တော်လေးစိုးရိမ်နေကြပါတယ်။ဒီလောက်ခဏခဏပြင်နေရင်ဘေးဖြစ်တော့မဲ့ရှည်ဆွဲရုပ်ကြီးကချောပြီးသားဒီလောက်ထိမစွန်စားသင့်ဘူးဆိုပြီးတော့တတိပေးတဲ့စကားတွေဝိုင်းဝန်းတမ်းမြင်နေကြတဲ့အမှတ်ချက်တွေကိုလည်းအများအပြားတွေ့ရပါတယ်။အချို့ကလည်းနေဆန်းကိုတနာနေကြပါတယ်။သူမိန်ကလေးတယောက်နဲ့တကယ်မတူတည်းများသူ့စိတ်ထဲမှာစိတ်တိုင်းကြမှာမဟုတ်ဘူး။မိန်ကလေးနဲ့မတူတည်းများစိတ်တိုင်းမကြတဲ့ပုံစံဖြစ်နေပြီးသူလိုချင်တဲ့အလားတရားနောက်ကိုငွေပုံအော်အစ်စ်ကိုပါ တနာမထားပဲလိုက်လေရတာကိုမြင်ပြီးတော့တနာမိတယ်လို့ဆိုကြပါတယ်တကယ်တော့အလားပါကိုမြင်လို့တာကိုကိုကိုယုံကြည်မှုရှိချင်တာကောင်းပါတယ်ဒါပေမဲ့နေဆိုင်ရဲ့ကိစ္စကတော့အတမအလားပါပြင်ဆင်မှုအစ်စ်ကိုကြော်လွန်သွားခဲ့ပါပြီအရင်ကအသိ900ကုန်ခံပြီးပြင်ခဲ့တာကိုတောင်အားမရသေးပဲအခုတိန်တောင်းချီတက်မဲ့အကုန်ခံပြီးတော့အသက်နဲ့ပါရင်းမဲ့သူ့ရဲ့ဆုံးဖြတ်ချက်ပေါ်မှာဗိတ်တက်ကအမြင်မျိုးမျိုးနဲ့ဝေဖန်တုံ့တန်နေကြပါတယ်နေဆိုင်တယောက်မင်းကလေးတွေအတွက်တောင်မှ အလားပါတဲ့စုံစားရည်ဆိုတာတော့သိချပါတယ်ပိတ်တကြီးရောဒီကိစ္စကိုဘယ်လိုမျိုးမြင်ပါတလဲအလားပါတဲ့ဒီလောက်အကုံအကြခံအတက်ကိုပါစွန့်တာဟာတန်ရလားသူရဲ့ရွေးချယ်မှုကိုလေးစားတလားဒါမှမဟုတ်စိုးရိမ်မှုပါတလားမိမိတို့ရဲ့အမြင်လေးကိုလည်းကောမမပြောခဲ့ပေးပါဦး